ငယ်လေးတွေကအကုသိုလ်လုပ်ပြီးအကုသိုလ်ကျိုးဘာလို့မရတာတော့ကုသိုလ်လုပ်ပြီးကုသိုလ်ကျိုးတွေဘာလို့နေရတာတော့တချို့ပုဂ္ဂိုလ်တွေကအကုသိုလ်တွေလုပ်ပြီးတော့ဘာလို့သူတို့အကျိုးမပေးတာတော့လို့လူတွေတက်နေတယ်ဓမ္မတွေတက်နေတယ်မိတွေရှုံနေတယ်အဲအိမ်အိမ်မှာလှုပ်ချင်တဲ့လှုပ်နေတယ်ဒါန်သူဘာကျိုးမှမပေးဘူးတဲ့အဲ့ဒါဘာဖြစ်လို့လဲအဲ့ဒါကွာအတိတ်ကအကြောင်းတွေပေါ့ကွာလို့ဒါဘုန်းကြီးတွေဂျင်းတဲ့တာတဲ့အောင်တရားလေးကိုဖြေပြပါဆရာဘုရားလူငယ်တွေကပြောပါတယ် ကုသိုလ်ကောင်းမှုလေးလုပ်ပြီးတော့ကြတော့ကုသိုလ်ရဲ့အကျိုးကိုမခံစားရဘူးအကုသိုလ်တွေလုပ်ပြီးတော့ကောင်းတာတွေခံစားနေရတယ်ကောင်းကောင်းဝင်နေကြတယ်နော်ဒီလိုဟာတွေနဲ့ပတ်သက်လို့ရှိရင်ဘုန်းကြီးတွေကလည်းအာဒါကသူတို့ကတော့အဟောင်းစားတာနော်ဒီဘုရားလုပ်တဲ့ကုသိုလ်ကောင်းမှုလို့ပြန်ခံမှာဒါတွေကဂျင်းနေပါဆိုပြီးတော့တချို့တချို့တော့ယဟန်တန်ကားတွေကလည်းပြောတယ်ဘာသာရေးကိုထက်ထဲဝင်မလိလာကြတော့လူငယ်တွေကလည်းဝေဖန်ကြတယ်ဒီတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုတနေ့ရဓမ္မရှင်ရတဲ့တရားပွဲမှာ ဆရာတော်ဒီဟာလေးနဲ့ပတ်သက်ပြီးကျွန်တော်မေးမြန်းထားပါတယ်ဒီအနေနဲ့ပတ်သက်ပြီးလူငယ်တွေရာဒီလူမျိုးဟာတွေကိုကျင့်တရားတွေလိုလူတွေထင်လာကြပြီဒီကိစ္စနဲ့ပတ်သက်တဲ့နာအတွက်အရှင်ဘုရားဖြေချပေးပါလို့ကျွန်တော်လျှောက်တင်ထားခဲ့ပါတယ်အနေနဲ့ပတ်သက်ပြီးတော့အခုဆရာတို့ကောသနာဖြေတဲ့ဟာလေးကိုကျွန်တော်နားထောင်ကြည့်ကြမယ်ဒီနေ့မနေ့ခတ်ဆွားစောကမေဟုန်လေးတခုကိုလည်းစာရင်းနဲ့ရေးပြီးပေးလိုက်ပါတယ်လူငယ်လေးတွေကအာကုသို့လုပ်ပြီးအာကုသို့ကျိုးဘလို့မရတာတော့ကုသို့လုပ်ပြီးကုသို့ကျိုးတွေဘလို့နေရတာတော့ တချို့ပုဂ္ဂိုလ်တွေအာကုတ်တွေလုပ်ပြီးတော့ဘာလို့သူတို့အကျိုးမပေးတာတော့လို့လူတွေတက်နေတယ်ဓမြတွေတက်နေတယ်မိတွေရှုံနေတယ်အဲအိမ်မှာလှုပ်ရှင်နေလှုပ်နေတယ်ဒါန်သူဘာကျိုးမှမပေးဘူးတဲ့အဲ့ဒါဘာဖြစ်လို့လဲအဲ့ဒါကွာအတိတ်ကအကြောင်းတွေပေါ့ကွာလို့ဒါဘုန်းကြီးတွေဂျင်းတဲ့တာတဲ့အောင်တရားလေးကိုဖြည့်ပေးပါတဲ့ဆရာဘုရားတဲ့လူငယ်တွေကပြောပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒုမြန်ဟောထားတဲ့ဘောရီပင်ပြိုးလို့ချစ်ချိုးတယ်ဘောရီပင်ချိုးလို့ရွှေဥရတယ်လို့ပြောခဲ့ဘူးပါတယ် ဇလန်းလေးကဗောဓိပင်ကိုပြိုးလိုက်တယ်ဘုရားရှင်ရဲ့ဇီရီထိုက်တဲ့ဗောဓိရုခဗောဓိပင်ကိုစိုက်ပြိုးဖို့အတွက်ပြိုးနေတယ်အဲ့ဒီအချိန်မှာမိုးရိုးပြစ်ချလိုက်တယ်လူမထီဘဲနဲ့ကြောက်တုံးကိုထိပြီးတော့သူ့ခြေတော့ကျိုးသွားတယ်ဒါကိုတွေ့တဲ့လူတယောက်ကဒီဗောဓိပင်ပြိုးရင်ကွာခြေတော့ကျိုးတာလကားပဲကွာဆိုပြီးအဲ့ဒီဗောဓိကံကြီးရိုက်ချိုးပြီးအမြစ်ကနှုတ်ပလိုက်တယ်တိတ်မကြောက်အဲ့နှုတ်လိုက်တဲ့အောက်ထဲနေရွှေဝူးရသွားတယ်အဲ့ဒီမှာတဲ့ဗောဓိပင်ချိုးလို့ခြေချိုးတယ် ဗောဓိပင်ပြိုးလို့ခြေချိုးတယ်ဗောဓိပင်ချိုးလို့ရွှေ့ဝရတယ်လို့စကားပြောလာပါတယ်ဆရာအကြောင်းရကြည့်လိုက်တော့ဗောဓိပင်ကိုပြိုးတဲ့ပုဂ္ဂိုလ်ဒီခုနှစ်ဘဝတိုင်တိုင်မိုးရိုးပြပြီးခေါင်းရှစ်စိတ်ကွဲတည်ခဲ့ရပါတယ်ဒီဘဝမှာတော့ဇေဒီပထိုးစေဒီယံတည်သောဗောဓိပင်မင်းကိုစိုက်ပြိုးဖို့အတွက်ပြိုးပစ်လိုက်တာဖြစ်ခြင်းကြောင့်မိုးချိုးတော့ဖြစ်တယ်သို့တော့ချော်ပြီးတော့ကြောက်တုံးထီပြီးခြေတော်လေးတစ်ချောင်းတော့ကျိုးသွားတယ် ခေါင်းရှစ်စိတ်ကွဲတည်ခဲ့ရပါတယ်ဒီဘဝမှာတော့ဇေဒီပထိုးရဲ့စေတီယံတည်သောဗောဓိပင်မင်းကိုစိုက်ပျိုးဖို့အတွက်ပြိုးပစ်လိုက်တာဖြစ်ခြင်းကြောင့်မိုးကြိုးတော့ဖြစ်တယ်သို့တော့ချော်ပြီးတော့ကြောက်တုံးထီပြီးခြေတော်လေးတစ်ချောင်းတော့ကျိုးသွားတယ်အဲ့လို့ဆိုရင်ဗောဓိပင်ပြိုးတဲ့ကုသိုလ်ကကုသိုလ်ပဲခြေတော်ကျိုးတာသည်အကုသိုလ်သို့တော့အဲ့ဒီခြေတော်ကျိုးတဲ့အဆင့်သည်ခေါင်းကြီးမကွဲတဲ့အဆင့်ဖြစ်တယ်ပြန်ကုသိုလ်ကုသလံ အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာ6ခုကျိုးတာဒီပြင်ဒုက္ခဝိပါလက္ခဏာဖြစ်သွားတယ်။သေဒါနဲ့ဆိုင်။သေဒါနဲ့ဆိုင်ထောင်းထောင်းနဲ့20ရှာတဲ့ခါမှာသေဒါကလွတ်သွားတယ်ဆိုတော့အဲ့ဒါထောင်းနဲ့20ကတော့ဟုတ်တာပဲ။ကောင်းတဲ့လူတက်တော့အကုသို့ဘောသို့တော့သူ့တက်တဲ့ကုသို့ကျိုးပဲ။ကုသလံအနဝိဇ္ဇဒုက္ခဝိပါလက္ခဝိပါကလက္ခဏာ ကုသလံကုသိုလ်တရားဆိုဒီမှာအနာဝဇာအပြစ်ကင်းတဲ့ဒုက္ခဝိပါကလက္ခဏာကောင်းကျိုးပေးတဲ့လက္ခဏာကောင်းကျိုးပေးသွားတာပဲ။ဒါနဲ့ခြေကျိုးရကောင်းဟုတ်တယ်ခေါင်းခွဲရဆန်ခြေကျိုးတာ။ဒါပဲလေ။တဏှာနဲ့ပြစ်ခံလိုက်ရတာနေရလေးရှက်ထီသွားနေရလေးပြက်သွားတယ်မသေးဘူးလေ။အဲ့ဒါမသေးတာကုသိုလ်ပေါ့။ဟော။ဘောဓိမင်းပြောလိုက်တဲ့ကုသိုလ်တရားကြောင့်ကုသိုလ်လို့ပြီးဘယ်မှာကုသိုလ်ကုသိုလ်ကြိုးရလိုက်တာလေအနာဝဇာဒုက္ခအပြစ်ကင်းသွားတယ်။ ကောင်းတဲ့အကျိုးပေးသွားတယ်ခြေတော်ကျွတော့ကောင်းတဲ့အကျိုးပေးတာဘုရှင်မြတ်ရဲ့သူများချက်ကြီးကျူတာရှင်မြတ်ကောင်းတာလားဟာနာကိုဗစ်ယောဂဖြစ်တယ်ရှင်းသွားတယ်ကိုဗစ်ယောဂဖြစ်တယ်ထိသွားလိုက်တယ်ဒါပေမဲ့ယရနာသုံးပါးကျေးဇူးတစ်ခုကြောင့်သူ့ရဲ့ဆေးဝါးဆေးကောင်းဝါးကောင်းနဲ့တွေ့သွားတယ်အသက်ရှင်သွားတယ်အဲ့ဒါကုသိုလ်ပေါ့ယောဂဖြစ်တယ်တော့အကုသိုလ်ပဲဟုတ်တယ်မှန်တယ်ဒါရှင်သွားတဲ့ကုသိုလ်တို့ခွဲ့မြင်တတ်ပါစေဒါအဘိဓမ္မာသဘောပါ အဲ့တော့ဟိုအကုသို့ပေးတယ်အကုသလံတာဝိဇ္ဇဒုက္ခဥပကလကဏအပြည့်ရှိတယ်အကျိုးပေးညံ့တယ်ဒုက္ခအကျိုးပေးတယ်ဟာရှင်မြတ်ရေရွှေအိုးကြီးရတာရှင်မြတ်လည်းအကျိုးပေးတယ်ပြောရပါလားဟုတ်ဘူးလေကွာတိုင်းမျိုးအုပ်ချုပ်မင်းလုပ်တဲ့ရှင်ဘုရင်ဖြစ်မှာအဲ့ဒီကောင်ဘုရင်ဖြစ်မှာကောင်ဘောရီပင်ကော်လိုက်တာရွှေအိုးနဲ့ပြန်ပြီးရွှေအိုးတားရွှေအိုးထမ်းသွားတာရှင်မြတ်ရေဒါမြန်အကုသို့ပေးတယ်အဲ့ဒီအကုသို့လိုချင်ပါတယ်ဘယ်ဟုတ်မလဲတိုင်းမျိုးအုပ်ချုပ်မင်းလုံးမှာပုံကိုကြီးလေ ်ဘယင်ဖြစ်ရမယ့်ပုဂ္ဂိုလ်ကတိုင်းမှုတော့ဘိုလ်ချုပ်ဖြစ်ရဘိုလ်ချုပ်ကြီးဖြစ်ရပုဂ္ဂိုလ်ကတိုင်းမှုတော့နဲ့ငြိမ်သွားတယ်ဘိုလ်ချုပ်ဘိုလ်ချုပ်ဖြစ်ရပုဂ္ဂိုလ်ကဘုံမှုတော့နဲ့ငြိမ်သွားတယ်မင်းတို့အဲ့ဒါပဲလေဝင်းကြီးဖြစ်ရပုဂ္ဂိုလ်ကညွန်မှုတော့နဲ့ငြိမ်သွားတယ်ဒါပြောချင်တာတီသိန်းတရာပေါ့မယ်သိန်း9000ပေါ့မယ်တရာနဲ့ပြီးသွားလိုက်တယ်ဒါဒီလိုမျိုးပေါ့အဲ့တော့9000မရတာအကုသို့ပေါ့တရာရတော့တော့မင်းတို့ကုသို့တို့တယ်မဟုတ်ဘူးသူက9000ရမသိန်း9000ရမှာကုသိန်းတရာနဲ့ပြီးသွားတယ် ရွှေသမိတ်သာရမှာရွှေ၁၀သန်းနဲ့ပြီးသွားတယ်ဒါလိုသိရတယ်အဲ့တော့ဗောဓိမင်းချိုးလိုက်တာပြင်းချင်းကြောင့်ဘယင်းမဖြစ်တော့ပဲနဲ့အနဝိဇ္ဇာနဲ့တာဝိဇ္ဇာဖြစ်သွားတယ်ဒုက္ခနဲ့ဒုက္ခဝိပါကလက္ခဏာအကယ်၍တာဗောဓိမင်းတော့ဟာခမယာမိုးချိုးမိုးချိုးထီသွားတယ်ဗျာလဲသွားတယ်ပြင်းနေကျွန်တော်ပြန်ဆိုင်မယ်ပြန်ဆိုင်ရင်အဲ့ဒီကောင်ဘယင်းဖြစ်မှာတိုင်းမျိုးမင်းကြီးဖြစ်မှာအလုံးဘုံကြီးတဲ့ဘယင်းဖြစ်မှာဟိုသွားပြီရွှေဦးလေးနဲ့ပြန်သွားရွှေဦးနဲ့ပြန်သွားတာပြင်းအောင်ဒါဆစ်ဆက်ကြည့်ပြီးအကယ်၍များ ရွှေဦးကြီးထမ်းပြန်တယ်အဲ့ရွှေဦးပဲရတယ်ကွာလို့ထောင်လိုင်းရည်တွေမှာဖမ်းအဲ့တသက်မရိုက်နဲ့ခံအောင်မယ်နော်သူသူကိုယ်သူကဒီလိုရှိသေးတယ်ဆိုတော့အဲ့ဒီအကြောင်းအရာတွေအပြောင်းလဲအလှည့်ပြောင်းတယ်ဒါကိုပါဠိလိုတော့အဒိဏဝိပါကမပေးအပ်သေးတဲ့အကျိုးတခုရှိတယ်တဲ့အင်းအရာများကို သိတဲ့အရာကိုကာမကံကာမဝိပါကညာလို့ဆိုပါတယ်ဒါပြောခြင်းလို့ဒီနေ့တည့်လိုက်တာပါဒီနေ့မေးတဲ့မိကွန်လေးရယ်လှူလိုက်တဲ့ကုသိုလ်ကောင်းမှုရယ်ဒိဗ္ဗသောတာဆိုတဲ့ အဘိညာဉ်ကြောင်းပြောရရဲ့အဲ့မှာဉာဏ်လေးကြောင်းပါလာတာ ਨੇ ဒီဉာဏ်ကြောင်းပါလာပြီးတဲ့ခါမှာကမ္မဝိပါကဉာဏ်လို့ခေါ်တဲ့ကံရဲ့အကျိုးဟောအရှင်မောကလန်ကိုရမြတ်ကြီးမြေရှိုးမိုးပြန်နေတာပဲနန္ဒောပန္နနဂမေကို14ပတ်ပတ်တာရိသာမှာညက်မြင့်မတော်နဲ့ညက်ပြီးလေတာရိသာကတရားမင်းရဲ့ဝေစင်နဲ့ပြတ်သက်ကိုခြေမနဲ့လှုပ်သို့တော့ ခိုးတွေဝိုင်းရလက်တော့သွားတယ်။တခိုးတွေအမေကိုမျက်မမြင်မိဘတွေကိုရိုက်ခဲ့တဲ့ကံကအကျိုးပေးတော့မယ်ဒိဏဝိပါကပေးပြီးတော့အကျိုးအဒိဏဝိပါကမပေးရသေးတဲ့အကျိုးမပေးရသေးတဲ့အကျိုးကဝင်အကျိုးပေးတယ်အဲ့ဒါကျတော့တို့ကစားတဲ့ပေးတဲ့သိတယ်ဘုလိုကိုမောင်ဘုလိုဖြစ်မလဲကိုချိုလည်းမသိဘူးနောဇာလာမီတို့မသိဘာတို့ကဖျားမဟုတ်တာပြခြင်းကြောင့်အဉ္ဉံတော်ဆယ်ပါးသည်တမ္မသမ္ဗုဒ္ဓပဲသိတယ်တတ္တဝရရဲ့ကံမဝိပါကဉာဏ်တို့မသိဘူး တို့မသိဘူးဆိုတော့ယန္တာလည်းသိလားမသိဘူးယန္တာတမဘိညာရတဲ့ရှင်မြတ်သိလားမသိဘူးအဂသာဝကနှစ်ပါးပြည့်တဲ့ရှင်သာရိပုတ္တရာရှင်ဘောကသိလားမသိဘူးနှစ်သင်ရှင်တဲ့ကဘာရတိပါရမီပြည့်ပြီးပြည့်စေကဘုရားရှင်မြတ်သိလားမသိဘူးနှစ်သင်ရှင်ကဘာရတိပါရမီပြည့်တဲ့ပြည့်စေကဘုရားရှင်မြတ်တွေတသိန်းရှင်ကဘာရတိပါရမီပြည့်တဲ့အဂသာဝကရှင်မြတ်တွေကဘာတသိန်းပါရမီပြည့်တဲ့မဟာသာဝကအရှင်မြတ်တွေသူတို့တော့မသိတာဓမ္မစရီတိဘာသိမလို့ဘယ်သိမလို့ဝေးရော နော်ဒါဒါလေးသိအောင်လို့အကြောင်းမဟုတ်တော့လဲအကြောင်းမဟုတ်ဘူးသိဒါဘုရားရှင်ထူးခြားချက်ပဲအဆင်ပါရှိတယ်တဲ့အကြောင်းကိုအကြောင်းကိုသိတယ်မင်းတို့ကအကြောင်းဆိုတဲ့အကြောင်းအကျိုးထွက်ပေးမယ်မဲ့ညံတစ်ခုပဲအခုမဲ့ညံကြအခုဖွဉံကူတာကျန်တဲ့ရချက်ချင်းမပေးဘူးအခုလူတက်နေတယ်ဘာတခါတည်းကမင်းတို့ဓမြတိုက်သွားတယ်မမီဘူးလေကွာအဲ့ကောဓမြတိုက်ပြီးလူတက်သွားတယ်ကွာလူတက်ပြီးမရင်းချင်းပြီးတက်သွားတယ်မမီဘူးကွာ အကုသိုလ်လို့သွားတယ်ပြင်းတယ်ကွာနိုင်ငံသားတွေမှာဘိုးဘောက်တယ်ကွာမမိဘူးကွာဟောနောက်နှစ်နှစ်ဆက်လာမမိတယ်ကွာဟောသူ့အကျိုးအရာအဲ့နေချိုးပေးတာပေါ့အဲ့တော့လောက်သွားတဲ့စေတနာအကြောင်းတရားအဲ့ဒီအကြောင်းတရားကိုလည်းအကြောင်းအပြင်သိတယ်အကြောင်းမို့တာကိုလည်းအကြောင်းမို့သွားပြင်သိတယ်တဲ့မြတ်စွာဘုရားပရောဟံပရမဟောဇုံခွဲခြားပြီးသိတယ်ညာဌာနဌာနခောသနာညာလို့ခေါ်ပါတယ်တထကရောဘုရားရှင်ကိုမြတ်တိအတိတနာကရပိစုပန္နာနံ တိတ်ရယ်အနာဂတ်ရယ်ပြစ္ဆုတ်ပိုင်းရယ်လို့ကာလ၃ရက်မှရှိတဲ့အကြောင်းအရာဒီမှာကာမတမာဒါနံဌာနသောဣတုသောဝိပါကံယထာဘူတံပဇာနတိဟောလာပြီကာမတမာဒါနအဲ့ဒါအဲ့ဒါလေးဂုဏတော်မေဝန်းလေးမှာဒါလေးသိကောင်းသွားတယ်အတိတ်ကဘာကံတွေလုပ်ခဲ့တယ်အနာဂတ်မှာဘလို့ကံအကျိုးတွေပေးမယ်ပြစ္ဆုတ်ပံစောက်တည်တာဒါဘာတွေလို့ကံကံတို့ရဲ့အကျိုးအဲ့ဒီရဲ့အထောက်ပံ့အဲ့ဒီရဲ့အကြောင်း အဲ့ဒါကိုသဘောယထာဘုဒ္ဓသဘောအမှန်တိုင်းပဲခွဲခြားသိတော့မူတယ်ဒါဘုရားပဲသိတယ်ပြည့်ပြစေကဘုဒ္ဓရဟန္တာရှင်မြတ်တို့သူတို့ရာမဟုတ်ဘူးအဲ့ဒါဘုရားပြင်းအောင်ကျင့်ကြတာလေလေးသိကြီးကဘာလဲသူများတဲ့ပို့ကျင့်ကြတော့ပို့တော်တာဗောဒီထဲမှာဆရာတော်ပြောတာတော့ညောင်မြက်ကိုတူးတဲ့ခါမှာရွှေဟိုးတွေ့ပြီးတော့ညောင်ပင်ကိုတော့ပြူတဲ့လူကကြတော့ခြေတော်ကျိုးသွားတယ်ပေါ့နော်ဒါဒီဥပမာကတော့ငကုနဲ့ကလည်းကျွန်တော်လည်းတည်ထားပြီးစားပါ ဒါပေမဲ့ဒီထဲမှာဆရာတော်ရဲ့နောက်ဆုံးပိတ်အဆုံးသက်လေးပြောထားတဲ့အရာကကံကံရဲ့အကျိုးဘာကံကိုလုပ်ရင်ဘာပြန်ဖြစ်မလဲဘလို့ကြောင့်ဘာကိုဖြစ်ဆဲဒီအကျိုးအကြောင်းကိုတည်တည်ချာချာပြောပြနိုင်တာကဖရာတဆူတာလည်းရှိတယ်။တမ္မာတန်ဗုဒ္ဓဖရာတဆူတာလည်းဒီအကြောင်းအရာကိုသိတယ်။အကတဝကလည်းမသိဘူးဆိုတော့ကျွန်တော်အဲ့ဒီဟာလေးကြားပြီးတော့တော်တော်ကြသိမ့်တော်တော်ထားပါလေ။ဗုဒ္ဓဘုံမှာလည်းတော်တော်ကြည်ညိုရတယ်။ဆရာတော်ပြောတဲ့ဟာလေးကိုလည်းငကူနေရတော့ကိုယ်ကြည်ညိုပြီးသားလူဆိုတော့ကြည်ညိုပါလေ။ ဒါအဲ့ထင်မှာဆရာတော်လက်ရေးလေးနဲ့ဆရာတော်ဖြည်လိုက်တဲ့ဟာလေးတွေမှာဒီဥစ္စာဒီနှစ်နဲ့ကတ်ခဲတယ်တထိုင်နဲ့ဖြည်လို့မရဘူးဒါတွေကပြီးမှတဘောတရားတွေလည်းပါအများကြီးပေါ့နော်ဒီအကြောင်းနေကံကံအကျိုးတွေကိုမယုံကြလို့ပဲဖခင်တခြားနေရာမှာပွင့်မနေကံကံအကျိုးကိုယုံတဲ့အိန္ဒိယနေရာမှာပဲဖခင်ရှင်ကပွင့်ခဲ့တယ်နောက်ပြီးတော့အဲ့ဒီမှာနောက်ဆုံးဆရာတော်ပြောသွားတဲ့နေရာလေးဘာလို့တဘောကြလဲဆိုရင်ဒီအကြောင်းကံကံရဲ့အကျိုးဟာ တာမန်သူတွေတိတိထိုက်တဲ့အရာမဟုတ်ဘူးဒါတွေဟာဒီဖျားရှင်သားလင်းတိတိကျကျတိအကတဝကရေတော့မှမတိဘူးဆိုတော့ဒီဟာလေးကိုတော့ဒေါက်တာဘဗုဒ္ဓအပေါ်မှာကြီးညိုတဲ့ဖျားရှင်ညံတော်ကိုလည်းကြီးညိုပါလေဒီတရားနဲ့ပတ်သက်ပြီးအစအဆုံးကျွန်တော် YouTube မှာလည်းကျွန်တော်တင်ပြထားပါတယ်ဒီထက်မှကျွန်တော်ပြောပြချင်တာကတော့တချို့အရာတွေကကိုမလေ့လာမလိုက်စားထားပဲနဲ့ရန်တမ်းပြီးတော့ဝေဖန်ကြမယ်ပြောဆိုကြမယ်ရန်တန်ကားတွေလည်းတချို့တချို့တော့ရဟန်းတန်ကားဆိုလို့ရှိရင်လည်း အာတာရီယာဂျင်တရားတွေပါဆိုပြီးရဟန်းတန်ကလေးကိုနှိုက်ကတော့ဒီလိုပြောဒါနဲ့စာတင်သားလေးကိုမိကြည့်တဲ့ဆိုင်သားကိုတော်လေးမျိုးလေးဆိုင်သားကိုတော်လေးနှိုက်ကအစတချို့အရာတွေကဗုဒ္ဓရဲ့အရာတွေကဒီလိုကံကံအကျိုးဆိုတာဖះရလွယ်ပြီးတော့ဂျန်နယ်ဘူးမှမသိဘူးဖះဒါလင်းသိပြီးတာမန်လူတို့လိုက်ပြီးတွေးလို့မရတဲ့အတွေးတောလို့မရတဲ့အရာတွေအများကြီးရှိတယ်ဒါတွေကလည်းဗုဒ္ဓစာပေကိုလေ့လာတဲ့လူတွေ တကယ်ထက်ထဲဝင်လှိလာလို့မှသိပါလိမ့်မယ်။ဒါကြောင့်မလို့တချို့တချို့တော့အရာတွေဗုဒ္ဓတရားတွေကဘယ်အရာမှလမ်းလွှဲမသွားဘူး။ဘယ်ရွာမှလည်းမှားသွားလို့ဆိုတာမရှိဘူး။မှားသွားတာကလူတွေရဲ့တရားတရားစိတ်နဲ့လူတွေရဲ့လှိလာလိုက်စားမှုအားနည်းတာကပဲမှားသွားတာပါ။ဘယ်တော့မှဗုဒ္ဓတရားတွေကမှားတယ်ဆိုတာမရှိဘူးလို့ကျွန်တော်တော့ဒီတရားလေးကနေအားလုံးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။အားလုံးပဲဗုဒ္ဓအပေါ်မှာကြီးညူပြီးတော့ တရားပေါ်မှာတန်တရားကင်းကြပါစေဆိုစိတ်နဲ့ရည်ရွယ်ပြီးတော့ဒါလေးကိုတက်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ